မင်္ဂလာပါရှင်ကျမရော်ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါပါစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဘိုမူဒုဗိုလ်မူကြီးအဆင့်ရှိသူတွေ10ယောက်လောက်အငိမ့်စားယူပြီးတာဆညာပါတီကနေဝင်ပြိုင်ဖို့တင်ထားတယ်လို့တာဆညာပါတီနဲ့ညီဆက်သူတွေကနေသိရပါဗျာလာမယ့်ဒီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲအတွက်တာဆညာပါတီရဲ့ ကိုစလေလောင်းနေတဲ့မှာစစ်တပ်အငိမ့်စားတွေပါဝင်တယ်လို့ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းက BBC ကိုပြောဆိုထားပါတယ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုစလေလောင်း4963ယောက်ရှိရလို့ထုတ်ပြန်ထားပြီးအဲ့ဒီထဲမှာတဆညာက694ယောက်အမည်စရင်တင်သွင်းထားပါတယ်အဲ့ဒီအရေးအတွက်ဟာကြမ်းခိုင်ရေးပါတီပြီးရင်ဒုတိယကိုယ်စားလှယ်လောင်းအများဆုံးပါတီလည်းဖြစ်ပါတယ်။တာဆာညတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီဟာ အာနာရှင်အောင်ဦးနေဝင်းရဲ့မြမဆိုရှယ်လေးလမ်းစဉ်ပါတီကိုအမည်ပြောင်းပြီး1988မှာဖွဲ့စည်းထားတာပါဒီပါတီဟာ1990ရွေးကောက်ပွဲမှာ NLD ပါတီရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့ပါတယ်ရှင်စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာသတ်မှတ်ထားတဲ့ပါတီရုံးခန်းအရေးအတွက်နဲ့ပါတီဝင်ဦးရေမပြည့်မီဘူးဆိုပြီးဖြတ်သိမ်းခံရတဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ပါတီက ဒုတိယဥက္ကဋ္ဌဟောင်းဒေါ်စန္နာမေအားရန်ကုန်တိုင်းလာတာမြို့နယ်ကနေပြည်သူ့လွှတ်တော်အတွက်တတိပုဂ္ဂလကိုယ်စားလှယ်လောက်အနေနဲ့အမည်စရင်တင်သွင်းခဲ့တယ်လို့ DVV ကိုပြောပါရယ်ဒေါ်စနာမေယာ2012ကြားဖြတ်ရွေးကောက်ပွဲမှာနေပြည်တော်စပူတီရီမြို့နယ်မဲဆန္ဒနယ်ကနေအနိုင်ရရှိပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်လို့2015ရွေးကောက်ပွဲမှာလည်းရန်ကုန်တိုင်းစိတ်ကြီးခနောက်တို့မြို့နယ်ကနေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရွေးကောက်ခံရတဲ့သူဖြစ်ပါတယ်။ 2020ရွေးကောက်ပွဲမှာတော့ကိုစလေလောင်းအဖြစ်နဲ့အရွေးမခံရပေမဲ့နေပြည်တော်ခရိုင်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်အနေနဲ့ဆောင်ရွက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်တပ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ဆွဆွဲခံရတယ်လို့စစ်တပ်ကိုတော်လှန်နေတဲ့ NUG အစိုးရနဲ့ NLD ပါတီဝင်တွေကိုသူကဝေဖန်ခဲ့ပါတယ်။အဲဒီနောက်မှာ2023မှာ NLD ဗဟိုအလုပ်ကော်မတီကသူ့ကိုပါတီကနေထုတ်ပယ်ထားတာပါရှင်။ မြန်မာပြည်ရင်းမှာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဖြတ်တောက်ခံနေရတဲ့စစ်ကော်မရှင်တပ်စစ်ကိုရုရှားနိုင်ငံတို့ MI-38 အမျိုးအစားရဟတ်ယာဉ်၃စီးရောက်ရှိလာပါတယ်။အဲ့ဒီရဟတ်ယာဉ်တွေကဘလို့ဆွမ်းဆောင်နိုင်တယ်လဲ၊စစ်ရေးအပေါ်ဘလို့တက်ရောက်မှုရှိနိုင်တယ်လဲ၊သတင်းတောက်ဆိုးသူအောင်ကပြောပြပေးထားပါတယ်ရှင်။မြန်မာပြည်တွင်းစစ်စင်ရေးတွေမှာလေရင်တွေရဟတ်ယာဉ်တွေမကြာခဏပြတ်ကျအပြစ်ချခံနေရတဲ့မြန်မာစစ်တပ်စီကို ရုရှားနိုင်ငံက MI-38T ရဟန်ယင်၃စီးကို2025ခုနှစ်စက်တင်ဘာလထဲမှာပို့ဆောင်ပေးခဲ့တာပါ DVV ကရရှိထားပြီးပေါက်ကြားလာတဲ့စာရေးအရဝယ်ယူခဲ့တဲ့ရဟန်ယင်၃စီးတဲကတစည်းဟာအရေးကြီးပုံကိုယ်တွေစီးနင်းဖို့ဇိမ်ခံပစ္စည်းတွေနဲ့မုံမှန်ထားပြီးကျန်တဲ့စီးကတော့တည်ယူပို့ဆောင်ရေးပုံစံဒီဖြစ်ပါတယ်ဒီ၃စီးအတွက်ကုန်ကြောင်းွေကယူရိုတန်း60နီးပါးဖြစ်ပြီးလေရင်မှုနဲ့မြေပြင်ထိန်းသိမ်းရေးတင်တန်းတွေအတွက် ယူရို2တန်းကျော်ထပ်ပြီးကုန်ကြခဲ့တယ်လို့သိရပါတယ်။ပြောမယ်ဆိုဒီကောင်တွေကစောကြီးကကြိုးမာဖို့လုပ်ထားပေမဲ့ဒီ MA စီဖင်ရေတို့ရဲ့ချက်က MA 3B တွေဥပါပေးပြန်ထပ်ပြီးမာလိုက်တယ်ဆိုတော့ပေါ်ဖြစ်သွားပါတော့ဒါကြောင့်မို့ MA အရင်နှစ်ပါ MA 3B MA 3B တွေရောက်လာတယ်။အဲဒီနှစ်မှာသူကရောက်လာပေါ့ဒီကောင်နောက်ကျနေရတဲ့ခဲတော့လေ။အအများကြီးတော့ဟိုအောင်ဖြစ်ပါဘူးလို့လည်းနည်းတဲ့ပမာဏနည်းလေးရတော့နောက်တစ်ခုကဒီကောင်းလေးဝယ်ရတဲ့ကြည့်ရကြတာတကယ်တော့ဗျာဒါတွေက ပြန်ဒီတော့မို့သူကဒီခီးစင်နေမှာတော့မို့ဝယ်တာပေါ့နော်မရောက်နိုင်ဖြေဖို့အတွက်အစည်းပါပဲပေါ့နော် PMC ရှိပေါ့နော်အရင်တုန်းကတော့ online sample ပြီးတဲ့မှာပဲတစ်စီးကိုဒါမရောက်နိုင်ဖြေဖို့ဆိုပြီးခွဲတာ online sample ကလည်း25ရောက်တာဒီကောင်ကပို့ပန်တာပေါ့နော်အခုအသေးရောက်လာတဲ့ MI38T ရဟင်ဆိုတာဘယ်လိုမျိုးပါလဲ MI38 ဆိုတာအင်ဂျင်နှလုံးတက်အလက်စာဘတ်စုံသုံးတည်ယူပို့ဆောင်ရဟင်ဖြစ်ပြီး MI17 ရဟင်ဒီထုတ်လုပ်တဲ့ ရုရှားဟယ်လီကော်ပတာရဲ့နောက်ထပ်စိုက်ယုံတစ်ခုဖြစ်တဲ့ဂဇမ်ဟယ်လီကော်ပတာစိုက်ယုံကနေထုတ်လုပ်ပါတယ်။ဒီရဟိုင်းတွေဟာညာဘက်တွေယာသီဥရုပြင်းထန်တဲ့နေရာတွေနဲ့ပူလွန်အေးလွန်းတဲ့ဒေသတွေမှာမောင်းနေနိုင်အောင်တိစောက်ထားပြီးရှာဖွေကယ်ဆယ်ရေးအတွက်ပါအသုံးပြုနိုင်ပါတယ်။စစ်သည့်40ရောက်ကုန်အလေးချိန်5တန်ကျော်အထိတည်ဆောင်နိုင်ပြီးအမြင့်ပိ2000ဝန်းကျင်တနအီကီလိုမီတာ290အထိနဲ့ကီလိုမီတာ1000ကျော်ကို မယမနာပြန်တန်းနိုင်ကြောင်းကွန်မရီရဲ့အချက်လက်ဒီမှာဖော်ပြပါရယ် AMI 38တွေကမြန်မာစစ်တပ်အတွက်ဘလောက်အသုံးဝင်လာနိုင်ပါလဲမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSI ရဲ့တာဝန်ရှိသူတယောက်ရဲ့ပြောပြချက်ကို DVV ကအသံအစားထိုးဖတ်ပြထားပါရယ် AMI 70နေရာမှာအစားထိုးဖို့ပါ AMI 70ထက်ကိုသူကစွမ်းဆောင်ရင်နှစ်ဆပေါ့နော်အဓိကကတည်ယူပို့ဆောင်ရေးဆိုတဲ့အတွက်ကိုရှေ့တန်းစခန်းတွေမှာအရင်ကတည်းကနှစ်ဆပို့ပြီးဖြည့်ဆည်းပေးနိုင်မှာပါ သူတို့ဘက်ကတော့အများကြီးအကျိုးရှိတာပေါ့မြေပြင်မှာလမ်းကြောင်းတွေဖြတ်တောက်ထားတော့အရေးပေါ်အချိန်တို့တွင်အင်အားဖြည့်တာရွှေပြောင်းတာတွေထိရောက်ပါတယ်သူ့ရဲ့အားနည်းချက်က MI17 လိုပါပဲ MI17 ကိုပစ်ချနိုင်ရင်သူ့ကိုလည်းပစ်ချနိုင်မှုအလားအလာရှိပါတယ်သူကြတော့ရင်ကနည်းနည်းကြီးတော့အတက်အစင်းမှာနေရာကျကျလိုတယ်နောက်ပြီးလေရင်လဲပူကြီးမယ်ဆိုတော့လက်နဲ့ရှိရင်ရှိတယ်လို့ပေါ့ပေ2000ဆိုတာကပြန်တက်နိုင်တဲ့အမြင့်ဆုံးကိုပြောတာပါ အဝေးကြီးတွေသွားမှအမြင့်ကြီးတက်လို့ရတယ်နီနီနနာဆိုရင်တော့တက်လို့မရဘူးဘုံကျဲတာတွေကတော့ဝိုင်တွဲတွေပဲရှိပါမယ်ရဟင်ကွင်းအကျဲဝန်းကြီးကတက်ဆင်တာနဲ့လေ့ကျင့်ပြန်တန်းစာတွေပြုလုပ်ရမှာဖြစ်တာကြောင့်စစ်စင်ရေးတွေမှာချက်ချင်းအသုံးပြုနိုင်အောင်မှာမဟုတ်ပဲအချိန်၄လကနေ၆လဝန်းကျင်လောက်ယူရနိုင်တယ်လို့သူကသုံးသပ်ပါတယ်တဖက်မှာလည်းစစ်အာဏာသိမ်းပြီးနောက်ပိုင်း ြက်ကြပြစ်ချခံရတဲ့စစ်လေရင်နဲ့ရဟန်းရင်အစင်း20ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာ9ရက်မှာထုတ်ပြန်ထားပါရယ်အဲ့ဒီထဲမှာတော့ရဟန်းရင်10ဆင်းပါဝင်ပြီး MI something ရဟန်းရင်ကတော့6ဆင်းအထိရှိတာတွေ့ရပါရယ်စစ်ကောင်းဆောင်ဟာဘယ်လာရုစ်နိုင်ငံမှာပြည်လုပ်ခဲ့တဲ့ဥရောပအာရှစီးပွားရေးဖိုရမ်ကအပြန်မှာရုရှားနိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်ရ ဘူရာဒီယာပြည်နယ်မှာရှိတဲ့ဥလန်ဥတဲလေကြောင်းဆက်ရုံကိုတွားရောက်လေးလာခဲ့ပါသေးတယ်။ကျွန်တော်စိုးသူအောင်ပါစစ်ကောင်မရှင်အားပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ပို့မျိုးသားအဖွဲ့ချုပ် PNU ဥက္ကဋ္ဌခွန်ဆန်လင်ကလူယုံနေကိုကိုယ်စလဲလောင်းအဖြစ်နဲ့တင်သွင်းထားပြီးတောင်ချင်းမြို့နယ်ကိုစားပြုအနေနဲ့ PNU ခေါင်းဆောင်ခွန်အောင်ခန်းထီရဲ့တမီးလဲဝင်ပြိုင်မယ်လို့ PNO ကပြုလုပ်တဲ့ပို့အမျိုးသားညီလာခံကိုတက်ရောက်တဲ့သူတွေစီကနေသိရပါဗျ။လက်ရှိ PNO ဥက္ကဋ္ဌသူ့ရဲ့လူတွေကိုနေရာပြန်ပေးတဲ့အထက်မှာဟိုပုံမျိုးနယ်စီမံအဖွဲ့ဝင်ဖြစ်တဲ့ခွန်ကောင်းချစ်ထွန်းကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာပေးထားပြီးသူ့ရဲ့လူယုံခွန်ညိုမောင်ကိုတော့ပြည်နယ်လွှတ်တော်အမတ်နေရာပေးထားပါဗျ။ဒါအပြင်လက်ရှိဥက္ကဋ္ဌရဲ့ကိုရီးအရာရှိကိုလည်းပို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ဥက္ကဋ္ဌနေရလျှာထားတယ်လို့ညီလာခံကိုတက်ရောက်တဲ့သူတို့တယောက်က DVV ကိုပြောပါရတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာအနိုင်ရရှိခဲ့တာမရှိပေမဲ့ပိုးကောင်းဆောင်ခွန်အောင်ခန်းတီရဲ့သမီးနန်းရီရီလုံးဟာလည်းဝင်ပြိုင်မှုရှိနေတယ်လို့သိရပါဗျ။ PNO ကတော့လာမယ့်ရွေးကောက်ပွဲတွေကိုတောင်ကြီးဟိုပုံပင်လောင်းစီဆိုင်ညောင်ရွှေရက်ဆောက်ကလောပင်တရဖဲခုံနန်းဆန်မောက်မဲလွိုင်လင်တို့ကမဲဆန်နာနေ29ခုမှာကိုစလေလောင်း52ဦးနဲ့ နိုင်သူအကုံယူစနစ်ရောအချိုးကျကိုစားပြုပြီးအားအတွက်ကိုပါပါဝင်ဝင်ပြိုင်ထားတယ်လို့သိရပါပါရှင်။ DVV ရုံးမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ။